ကျွန်ုပ်ဒီဂျပန်လက်ဖက်တစ်လျှောက်လုံးဝက်လန်မီမကြီးတုံရွာ၌နေထိုင်ခဲ့ရပြီပင်စင်ငိမ့်သာပလေးအင်စပိတ်တဥပထုံနေတည်ကြံခဲ့ပြီးဖြစ်ရာဥပထုံသည်ကျွန်ုပ်ဤစုံသောဝိထုများကိုငေးစင်ကလေးကဖက်ရှူလာခဲ့ပခင်အမှုစုထောက်ခြင်းနှင့်ပတ်သက်၍အချက်ဟောက်ပန်များသာရရှိသောဝန်ခံပြောဆိုရာမှတိရောက်နေတရာရင်မီသောအချီနေသူကြောက်ရွံ့လာတဲ့ကြတဲ့ဟာတွေကျွန်ုပ်ကလည်း ဥပထုံငယ်ရဲ့ဇင်ခါသာဂျာစကွေးမှုရန်နဲ့ပတ်သက်၍ကြောင်ရွက်ခဲ့ပုံများကိုမေးညံ့လေရှိလေ၏ဥပထုံပြောပြပြီးအမှုပေါင်းများစွာတို့အနက်အောက်ပါပကောင်ဘူမီရှိလူစုတယောက်၏အဖြစ်ပြန်မှဥပထုံ၏ကျန်းဟီကတိမင်းတင်းလာငန်ရှိသည့်အကြောင်းကိုပေါင်းစွာထင်ရှားပေးပြီးထီ၍ပကောင်အဖြစ်ပြက်ကိုထုတ်ဖော်ရေးသားဟောပြလိုက်ရပြီချင်းတို့ဖော်ပြရ၌ကျွန်ုပ်ကရေးပါတဲ့ကဲ့သို့ဖော်ပြခြင်းချက် ဥပထုံကြုံတွေ့ခဲ့ရပြီးအချင်းရများကိုဥပထုံကိုယ်တိုင်ရေးတာပြီးအနေဖြင့်ဖော်ပြခြင်းကသာပါလွန်လေးနှစ်ပြီးချင်ယူကျွန်ုပ်ဤတကားအစားဥပထုံဤစပါမည်၎င်းကိုယ်တိုင်ရေးတာဟန်ဖြင့်ဖော်ပြနိုင်ရပြီလွန်ခဲ့သောနှစ်ပေါင်း20ခန့်အခါကကျွန်ုပ်ဤရွှေဘုံမျိုးတွင်ဌာနအုပ်အဖြစ်မည်အမှုထမ်းရရှိစဉ်ပကံဘုံအမည်ရှိလူစိုးကြည့်ကြရသည်ရွှေဘုံတောင်ဘက်ဝက်လက်မြေတလျှောက်တွင် ပေါင်းချန်ထကြလျက်ရှိသည်။ထို့သူ၏နောက်မှနောက်ပါများစွာပါရှိသည်ဟုမကြားရသည်။ပတ်စံရှိသည်ဟုနမည်ကြီးသောလူလျတမယာ၏အိမ်သူတကူရဲဝင်ရောက်၏။အလျုံကလေးကတဲ့ခုနီထိုင်ပြီးမှအလိုရှိသောမူ၏ကိုတောင်းယူထက်သွားလျက်ရှိသည်ဟုပဒင်းပြေးရရှိ၏။၎င်းဘူဟု၍လက်ခွန်ရခြင်းနှင့်တွင်အလွန်ရှာပါသောအမှုအကျသည့်ဖရိုးခေါ်အနိုင်ဟောင်မင်းကိုစီးလျက်ညာသောအထင်း အင်ချီနှစ်နှစ်ချမ်းမောင်းမီတို့ကို ဝတ်တက်သည့်အပြင်တကောင်ချိန်တွင်မှမှဤရထူရသို့ကူးသောသည်များကိုညင်ချက်ရပြီးအတွက်ကြောင့်မေသူနေသားတို့ကထိုးသူအား၎င်းမီဖြင့်မှဲ့ခေါ်ထားရခြင်းဖြစ်သည်ပြီတကောင်ပေါ်သည်တခါတည်းရန်ဝက်လက်ကူတာမုတ်ဆိုးချုံပူတာတို့မှမိရထယုံပိုင်းများကို၎င်း၏ချောင်းလုံးတို့တနက်နှင့်ဇင်ဝတို့တေကမွေးများတောင်းယူဖူးပြီးဆိုရည်လေကြာပြီရ၏ တညသနိုင်တကောင်ပူသည်ဝက်လက်ဘူဒါတို့ညယထာဆိုင်ခာနီတွင်လက်မှတ်ခမ်းသည့်အနေဖြင့်ဘူဒါယုံတဲ့သူဝင်၍ညယုံပိုင်းနှင့်စကားပြောနေသည်ဟုလူကမယားသာထင်ကြရတော်လေတင်စစ်မှာတကောင်ပူကမိမိဤတနက်ကိုယုံပိုင်းတယောက်ထဲညင်နိုင်အောင်ဘူကက်ကချိန်ထားပြီးမှလက်မဲ့ရောင်သောခုံကော်၌ရှိသော မွေးညားကိုကျုံယူကားဖို့သည်ဟူ၍လဲကြားလိုက်ရပြီညယုံပိုင်ကအဖြစ်ပြက်ကို အခြားသူများအားပြောပြသောအချိန်တွင်တကောင်ပေါ်သည် အခြားခီးသည်များနှင့်ယောနောဂျီမိယထပေါ်သို့တက်တော်နှင့်ပြီးဟူ၍လဲကြားလိုက်ရပူ၏ပလိတ်ရာရှိများသည်ဟာအကျော်နမဲကြီးလာသောတကောင်ပေါ်ဘက်သို့လိုက်ရန်ကြိုးစားကြတော်လဲထို့သူသည်ဝက်လက်တဝိုက်တွင်တနည်းကြားလိုက်၍နတ်ဖန်တွင်ခင်ဦးတပတ်ခါတွင်ပောက်ကန်သို့ကြောင်လီသည် ပြန်သည်စုသောကြောင့်ခြေရာကောက်ရန် အခက်ခဲတူလျေရှိကြလေ၏ ထိုခေတ်အသာသာပါစီနေမဲတော့ရွာစံဖဲဤနမည်ကြီးမှုကြောင့်မြမတရင်စာများပြီးစံဖဲအကြောင်းကိုအဟုတ်ကြီးလုခါဖြေးသားပေါ်ပြနေကြပြီးအတွက်ကြောင့်ပဒံဘူအကြောင်းကိုတတိမေရနိုင်ကြတော်လေစင်စစ်မှာပါစီတဝိုက်တွင်စံဖဲဆူသွန်းတလောက်ရွှေဘူမဲတဝိုက်တွင်လေတကောင်ဘူနမည်ကြီးလျင်ရှိခဲ့၏ကြောကြဟုန်စုပြီးမှ အကောင်းအတွက်ဖြစ်စီအဆိုးအတွက်ဖြစ်စီစာတာလိုက် ထွေလာဟန်တူပေးရအချို့မှာဘာမှမဟုတ်ဖ ೇನೆ နမင်းကြည်တဲ့၍အချို့မှာအကောင်ပန်းနိုင်လကအဆိုးပန်းနိုင်လကထူးထူးကခဲရှိတော်လေနမင်းမကြောကြပဲရှီတက်ချင်ရကိုတတိနှစ်စောင့်ကြည့်သူတိုင်းကြုံဖူးကြပဲလင်းကြီးပဒောင်ဘူမှာအသားမင်းမဲအရညင်ညင်ခွားဖလာကောင်းသည်ဟုတော့အချက်များမှတပါထို့သူဤငနာကိုပေချာစွာမြင်အပ်ပူတို့အလွန်ပင်နေပါလာပြီအိမ်၌တဲခု၍ ိုက်ခိုက်ခြင်းခံရသောဒေသများသာမူကဤသို့သောအကြောင်းအကြောင်းမသိဖြူစီမဲပြီဟု၍ပင် မပြောလိုကြဘဲတိုက်ခိုက်ခြင်းခံရသည့်အထစ်ကိုပင် ထိန်ချန်ထားလိုက်ကြပေသည်။ကျွန်ုပ်မှာရွှေဘူးမြို့တွင်ဌာနအုပ်ဖြစ်နေတော်လဲစုံတော့ကိုဆန်ရှာ၏ဝတ္ထုများကိုဖတ်ရဘူးသည့်အတွက်အမှုစုံထောက်ခြင်းကို အလွန်ဝါဒနာပါသည်နှင့်ရာဇဝတ်ဝင်ကြီးအားတကောင်ဘူအမှုကိုစုံထောက်ရန်မိမိအားစီလုပ်ဖို့အကြံပေးရရင်ဝင်ကြီးသည် ကျွန်ုပ်ဤစုံထောက်ဉာဏ်နှင့်ပတ်သက်၍ဝတ္တောအတန်သဘောကျပြီးထူတော်ကြောင်းကျွန်ုပ်ဤအကြံပေးချက်များကိုလက်ခံ၍အထူးစုံထောက်ဖြစ်နှင့်ကျွန်ုပ်အားခန့်ထားစေလွန်လီ၏တနေ့တိုင်းကျွန်ုပ်သည်တဝဲကြီးအောင်နှင့်အတူတကောင်ဘူကျဆန်းတက်ပြီစုသောဝက်လက်နေသို့ရောက်သွား၍၎င်းဌာန၌ကဲကူလျက်ရှိစဉ်ဌာနတစ်ခုလုံးသည်မကြသေးမီကရန်ကုန်ကရောက်လာသည့်အင်စပက်တာဦးကျော်စံ၏အကြောင်းကို ခြေကျူးပြောဆိုရရှိကြလိ။ဦးကျော်စံမှာအောက်နယ်ပလိတ်အဖွဲ့တစ်ခုလုံးတွင်လူစိုးဖန်ကောင်းလာသောပလိတ်အရာရှိတရားဟူ၍နာမည်ရလာခဲ့သည့်အလျောက်ဤနေတွင်နာမည်ကြီးလျက်ရှိသောတကောင်ဘူဆိုသူဘူမယမနေဖန်းစီမီဟူကျုံးဝါလျက်ရှိသည်ဟူ၍ကြားသိကြ၏။ကျွန်ုပ်မှလည်း၎င်းလူစိုးဘူပင်ဖန်းစီရန်အထူးဝတ္တရားနှင့်လာခဲ့ခြင်းဖြစ်သောကြောင့်တကောင်ဘူကို inspector ဦးကျော်ကျန်းမဖန်းစီမီကျွန်ုပ်ကဦးဟောင်ဖန်းစီနိုင်ပါစေဟုဆုတောင်း၍မနေမနာစူးစမ်းဖို့လေအားခဲလင်းရရှိတရင်တစ်ခုကြားရပြီးမှလဲဦးကျော်စံဒီတကောင်ဘူနဲ့တစ်ကြိမ်နှစ်ကြိမ်နှစ်နှစ်ချင်းဆန်ခင်းရဘူးတော့လေတကောင်ဘူကလူရေးပါ၍ဦးကျော်စံကအရေးနှင်းခဲ့ပြီးအတွက်ပါ၍ရင်ဒေါ်ဖောင်းပီလင်ဒီအကောင်ကိုအပေရရအရှင်လေလားငါမေ့အောင်ဖမ်းမယ်ဟုတ်ကျုံဝါလျက်ရှိပြီးဆိုရင် ထိုကဲ့သို့တစ်ချိန်နှစ်ချိန်အေးနိုင်ခဲ့မှုသည့်အတွက်ဦးကျော်ဇာမအချက်အရာရှိများ၏ကြည်ရလောင်ယောင်ငင်းခံရ၍မောင်ကျော်ဆန်က၎င်းဘိုးကိုမဖမ်းဘဲတကြောင်ဘိုးကမောင်ကျော်ဆန်ကိုဖမ်းမှပါလိမ့်ဦးမယ်။ဟုခနဲ့တက်တက်ပြောကြသေးသည်ဆို၏။ထို့အတွက်ကြောင့်ဦးကျော်ဆန်မှာတကြောင်ဘိုးအပေါ်၌ပါ၍သည်အကျိတ်အခဲမကျေနိုင်အောင်ရှိနေရပြီဆို၏။ဦးကျော်ဆန်ကတကြောင်ဘိုးကိုဖမ်းဆီးရင် အနေနဲ့စ조사ပုံများနဲ့လက်မာရင်ကလေးများလွတ်သွားသည့်အကြောင်းကိုဌာနတစ်ခုလုံးကျော်ဆူလျက်ရှိကြ၏။ညီဒီနီယာ၌ဘကောင်ဘိုရောက်နေသည်ဟုကြားရပြီးနှင့်တရားနှင့်ဦးကျော်စသည်ချက်ချင်းရအောင်လိုက်သွားတော်လေ။တကောင်ဘို၏နစ်မှမှချူဒီမဲဒီကိုဦးကျော်စံမမြင်ခဲ့ရဟုဆို၏။တနေ့တနေ့တကောင်ဘိုသည်ခေါ်တော့ရွာ၌ရှိသည်ဟုတရင်ရသည်ဖြင့်ဦးကျော်စံသည်ညာရင်းချင်းနင်းလေးစည်းနေလိုက်သွားရာ ၎င်းတို့ရောက်သွားသောအခါ၌ကံမကောင်းသောဥကြောဇံမှာတကံဝူကိုစအနာမြမတွေ့ရချေအခါတစ်ပါး၌လေဥကြောဇံသည်နောက်ဝါတပည့်တယောက်နှင့်နေလင့်လာရာအဝေး၌ညိတ်နှက်တစီနှင့်အဝတ်နှက်များဝတ်ထားသော လူတယောက်ကိုမြင်ရသည်ထိအတင်းလိုက်ကြတော့လေဥကြောဇံတို့ဤမြညာသည်ပကောင်းဘူးဤပဒုံးကိုမြီအောင်မလိုက်နိုင်သည်ဖြင့်ညချေပြက်ကကြံလာခဲ့ရပူသည်သည်တည်င်းတစ်ခုမှလည်း တကောင်ဘူ၌ဤရွာထိုရွာတို့တွင်မြို့ဝတ်စွာဟွက်ထားသောမိတ်ဆွေများရှိသည်ဖြစ်သောကြောင့်ရွာတကားကိုပြေး၍ရှာဖွေပါတော်လဲမိတ်ဆွေတယောက်ယောက်ဤနေအိမ်တွင်ပေါဟောင်းနေသည်ဖြစ်တွေ့အောင်မရှာနိုင်ဟုကြောကြလိသည်ကျွန်ုပ်ရေပန်းလျော်ရှိသောအချိန်ခါ၌မူရွှေဘူဝင်ကြီးသည်ဖကောင်ဘူကိုအဖေစီအရှင်ဖြစ်စီမိအောင်ဖမ်းနိုင်တော်သူအားစုငွေတထောင်ထုတ်ပေးဟုကျင်းညာထားခဲ့ရင်ကျွန်ုပ်နှင့် ဥကျော်ဇန်တို့အကိုမောင်စုငွေထက်နမေကောင်းကိုအလိုရှိကြပြီဖြစ်တော့ကြောင်းပတ်စုဂျိုပန်ဆောင်ရွက်နေကြခြင်းဖြစ်လေသည်တဒံဘူနှင့်ပတ်သက်၍တည်င်းကောင်းတစ်ခုမှာထိုးသူသည်မရှိနွမ်းပါသောဆင်းရဲသားများကိုငင်းပါနှိစချင်းရှိတူတရကိုမှလည်းတက်ခက်ဘူးဒီမရှိကြီးတို့ရာရင်၎င်းကအနှောက်ရှက်ပေးသူတယောက်ဖြစ်ခဲ့ပါမူမတ်လောင်အောင်တုတ်ပြန်တက်သည်ဟုနမဲကြီးလင်းရရှိတခါကြံ့ နွမ်ဘာတော်သူများအားငွေ9ချက်30စပြီးဖြင့်ပေကန်းသွားပူကြီးဆိုရာ၎င်းအားမြင်းဖူးသူတို့ဤပြောစကားအရာခွန်အားဗလအရာ၌မတုပနိုင်လောက်အောင်တီးမှမှပြီးစုဥကြောဇာကိုရိုက်မှလေပလိမ့်ပဲစပုပ်ပွဲညရင်ဖလားရပူ၍ညင်းစည်းကောင်လက်ဝိတ်ကောင်တယောက်ချစ်တော်ချောက်ပေတော်မိုးဆိုသူနေလက်ချီးသက်သက်ရင်ဆိုင်တွေ့ခြင်းစမ်းစသည်ဟုကျုံဝါပြောဆိုလျက်ရှိ၏ တကောင်ဖို့လုတ်တက်သောအချင်းတစ်ခုမှာမိမိလူ ᱹ ယူသောလူဒီအသားတကြီးမပေးပဲအကြောက်အကန့်ခုခံလျင်ထိုးသူကိုတစ်ပင်တပင်တွင်ခြိတောက်ကပစ်ထားခဲ့၍အချားသူများမတွေ့မချင်းပြင်းမန်းအောင်နှင်းထားတတ်သည်ဟုပြောကြ၏ဝက်လက်သူကျွန်ုပ်ရောက်သွားပြီးနောက်ညမကြမ်းမီတွင်ရွှေဘူမြို့လေကောင်ရှိချစ်တီတိုက်တိုင်းမှအကြီးအကဲဖြစ်သောချစ်တီကြီးဘူးအခန်းထဲတွင်တတိမရအောင်လှုပ်ထားပြီးနော ငွေရွှတ်ထားခိုးယူပွားကြပြီဟုသောသတင်းကြားရပြန်ချစ်ကြီးကြီးမှာနှစ်ရက်နောက်တွင်ဒဏ်ရာတစ်ခုရ၍တတိယသောအခါ၌စုံစမ်းမင်းရပါတော့လေဤသူကမိကဲ့သို့ပြုလုပ်သွားသည်ဟု၍ပြောမကြနိုင်အောင်ရှိလီတော့၏တို့ရရင်မြို့လေကောင်းကြီး၌ထိုကဲ့သို့ကြံဝန်တော်သူမှာအချားမဟုတ်တကောင်ပေါ်ပင်ချိရမီဟုလူတိုင်းကတွေးတော်ကြ၏ဝန်내ဝေကောင်းသောအချက်မှာထိုနှစ်ထိုရက်တွင် အင်စပိတ်တော်ဦးကျော်ကျန်းဒီဝန်ကြီးကြီးတွေ့ရန်ရွှေဘိုးတို့တွားရောက်ခဲ့ရုံမကချစ်ကြီးတိုက်တို့ပင်ကိစ္စတစ်ခုနဲ့လောက်ခဲ့သေးသည်ဟုဆိုသည်ဦးကျော်ကျန်းမှာဗဇောင်ဘိုးကိုမိအောင်ဖမ်းမိဟုကျုံးဝနေသူဖြစ်ပါလျက်ရွှေဘို၌မိမိရှိနေ गाय မိမိ၏မျက်စိအောင်ဟိုင်းစုတလူတိုက်ထိုက်သွားခြင်းဖြစ်တော်ကြောင်းနှစ်ဖူးကိုလက်ဝါးနှင့်အချိန်ချင်းရိုက်ခါညှိတော်ရင်ရှိသည်ဟုကျွန်ုပ်တို့ကြားပြရလေသည် ထိုကဲ့သို့ခွတ်ရက်ပြီးနောက်ဦးကျော်ဇံမှာကျွန်ုပ်နှင့်တွေ့ရသည့်အခါတိုင်းမိမိအားနမည်ချင်းတူသော လူစုစု၏၎င်းအားဖမ်းမိနေညီးသောဒရဘပြုလုပ်ငီစု၏ကျုံးဝါပြောဆိုသည်များကိုကျွန်ုပ်ကြားရန်ပူလေသည်တနည်းသနိုင်ဦးကျော်ဇံနှင့်၎င်း၏အပါတော်မြေစာပင်သူမြေတို့သည် မကြီးတုံရွာတွင်တတောင်ပေါ်ရောက်နေသည်ဟုကြားဟန်ရသည်ဖြင့်နှစ်ယောက်တန်းလိုက်သွားကြရာ၎င်းရွာမှာ အနောက်တူဘလဘောပေလန်းပေါ်တွင်တတောင်ဘူးဤငင်းခွာရများတွေ့လျက်ရပြီးဆို၍လာရောရွာတာတော်ချီဟခံ၍လိုက်တော်ချန်လီလာတော်ရွာကိုကြောလုံး၍ကားလန်းဆောင်ကြီးကိုရောက်ကြတော်ထားငင်းပင်ကလေးတစီကိုစီငရဲ့အင်တီနဲ့နေဒုတိယကိုတွေ့ကြပြရှင်ဖန်စီစစ်စည်းတော်လေသူဒီမှာလေးစိတ်ကွဲအောင်စသားမပြောတတ်ပေဘူးဝဝနေလုံနေပြီကိုတွေ့ရတဲ့ချင်းနောက်ဆုံးတွင်လုတ်ပြိတ်ခေကြရလီဤ ထိုနောက်မူကဦးကျော်စံဒီရှက်လာပြီးစု၍ပြာရိဝါနှုတ်ထွက်နီးဟုတကယ်ကဲပြင်လျက်ရှိရဝင်းကြီးဟာတာသခင်နေရပြန်ပါတော့လေဘယ်အခါညစိတ်ကြည်ရှင်ပြီးလက္ခဏာမရှိပဲထိုအမှုအကြောင်းကိုသာအကျံထုတ်နေသည့်လက္ခဏာမေမှန်ကုတ်ကုတ်ရှိမိလေ၏တနေ့တနိုင်ကျွန်ုပ်သည်ဦးကျော်စံနှင့်တွင်၍ကျွန်ုပ်ကဂျာရုနှုတ်ထွက်ပြီးအကိုကြီးဟာပါလို့မှလေဟုမေးရဦးကျော်စံက ကျုပ်ကနှုတ်ထွက်ပေမဲ့နေနေနေပါမဟုတ်ဘူးညီမဒီကောင်မမိမချင်းကို့စကြီးညက်ကိုလိုက်ဖမ်းနေမှာပဲဟုကျန်ဒီရောလေးကျွန်ုပ်ဒီဦးကျော်ဆိုင်အကြံထုတ်ဒီနီတူဘကောင်ဘူအဖမ်းစီရန်မီးလန်းများကိုစဉ်းစားစိတ်ကူးခဲ့ရအကြံတစ်ခုရပြီမင်းကျွန်ုပ်ဤအကြံတိုင်းထင်တယ်လို့ဆောင်ရွက်ခွင့်ရရင်ဝင်ကြီးထက်အမိန့်တန်းညူကျွန်ုပ်ဤအကြံမှာကျွန်ုပ်အားဘကောင်ဘူဖမ်းစီပွားလေးအောင်စွန့်စားရီထို့ခဲ့သူ အဖမ်းခံရခြင်းအဖြစ်သံကောင်ပေါ်၏ညက်နာနှင့် လူပုံပန်းကိုမြင်ဘူးစေရန်ချစ်လေသည်တခါကဥကျော်စံပြီးချွေဘူမျိုးရှိဝန်ကြီးထံသွားနေသေးတွင်ဖွက်လှမ်းရွာတွင်နွားခိုးမှုတစ်ခုဖြစ်ွားသည်ဟူကြသဖြင့်ဥကျော်စံသည်ချွေဘူမှချက်ချင်းတုတ်ပြန်ခဲ့ပြီးလင်နွားတစ်ခုကိုချီဟာကောင်းမီရမကြမီတွင်ဖန်စီရမီစီဤဥကျော်စံနှင့်ခိုးမြဲတို့သည်နွားတစ်ခုကို ဝက်လက်ဌာနသို့ခေါ်လာခဲ့၍အထုတ်ခန်းတွင် အပီနာစင်ရလည်းပဲနှစ်ယောက်တို့သည်ဈေးနီး၌ရှိသောအရှုပ်ဤအကျော်ဆိုင်သို့တွားကြလိမ့်၏။ဥဇဇန်ဤဝါဒနာတစ်ခုမှာကောင်းကောင်းသောကောင်းကောင်းဆိုင်၏လန့်လန့်ဝှချင်တတ်သည့်ဖီးယားစင်ရတစ်ပေနှစ်ယောက်တို့သည်အရှုပ်ဤဆိုင်ထဲတွင်ကျွန်ဒီမကဝီစကီတစ်လုံးနှင့်အစိမ်းကျော်တောင်းတောက်ကျော်များကိုမှားယူလျက်ရှိကြလိမ့်၏။ထို့အခိုင်၌ကစားဝိုင်းမှနိုင်လာသဖြင့် ဖဖဒီဒီသုံးဆွဲရင်အကြံစီနဲ့ဝင်လာတော့တော်သားတယောက်ဒီစိုင်းတွင်းသို့ဝင်လာ၍ဥကြောဇံဆရာတပည့်တို့အားဝီစကီနှင့်စားစရာများအတွက်မိမိတံဝတ်ပြုပေးရစီဆို၍အတင်းချွေးမွေးလျာဥကြောဇံလည်းအကောင်းဆိုင်သူတို့ဤထုံးစံအတိုင်းအချောင်ရနှင့်အဝါကျိတ်အံဟုတော်သားဤဝတ်ပြုခြင်းကိုလက်ခံစားတော့ကြလိတော်သားပြီးအရက်မူလာပြီးဖြစ်၍လူပန်းဝလာသည့်လက္ခဏာနှင့် စင်အောင်ဘလို့စွမ်းပါမယ်တကောင်မိုးကိုတော့မိမယ်မထင်ပါဘူးဆရာတကယ်လို့ရင်ဆိုင်တွေ့တာသူ့ကိုဆရာမနိုင်နိုင်ဘူးထင်တယ်သူကလည်းဆင်းရလို့ပဲထောင်ဖောင်မောင်းမောင်းဆင်းရလို့ပဲဗလကောင်းပြီဆင်းရလို့ပဲလက်ဝဲတက်တက်တာပဲဟုတ်အယောတဝင်းပြောလိုက်ရရင်ဦးကျော်စန္ဒမင်းဟိုဘသူပြောတလဲဟုတ်မေလန်သူအခါတောဘကလူတိုင်းပြောနေကြတာပဲဆရာဟုတ်ပြောလိုက်ရရင်ဦးကျော်စန္ဒတဲလူပေါင်းဟာတဲ့တောသားပါလား ငါတို့အလုပ်ကြောင်မင်းဘာနားလဲလို့လဲဟိုငေါငန်းငါကဲဝလိုက်လိ၎င်းတော့တော်သားကလက်မလျှော်သေးပဲတတော်ဘုံမင်းဆရာဘယ်နှလုံးလဲဟူမင်းညံရဥကြောဆိုင်သားငါလုံးမှာမိဖိကျင်လားဒီကောင်တပိတဲ့တွင်မှာကတ်ချီပြီးဒီဒီလူစီကိုသူလို့တူလို့ငါပြန်လုံးငယ်နောက်ပြီးတော့တနေဟာကနေငါစောင့်ကြည့်ပြီးလမ်းကွာတယောက်ကသူ့ကိုခေပေးတော့မှငါကထွက်လာပြီးသူ့ကိုထပ်ဖမ်းလက်ထိတ်ခတ် ညင်းဝန်ပိုင်မှာခြီးပြီးတော့မှငါဟာမြင်းစီးပြီးခေါ်ခဲ့မယ်ဟုပြောရဒေါ်တာကဆရာတကယ်လုံးဝမမလားဟုမေးပြန်တခြင်းဥကျော်ဆန်ကဟဲ့ကျော်ဆန်နေကွာလုံးမဆူရင်တကယ်လုံးထွက်ကောင်းနားလေလားဟုတန်ဖြုံးလိုက်လိရှင်တို့ရှိစဉ်ဟိလာတော်ရွာမှာစပိုင်ဥပအေးပြီးအတော်ဆိုင်သေးသူဝင်လာ၍ဥကျော်ဆန်အားထိုးနေညနေတွင်မိမိတမိမင်္ဂလာဆောင်သို့ဖိတ်ကြားလေအာဦးကျော်ဆန်က အချိန်မီမှာကဲ့၍ဖိတ်ချင်းထွတော်ကြောင်းမလိုက်လို့ဟုပြောလေ၏တို့ရရင်စော့ပိုင်ဥပအေကဥကျော်စံကိုအစောကြီးကတည်းကဖိတ်ချထားကြောင်းရွှေဘိုးတို့တွားနေသည်ဆို၍မဖိတ်ခင်ဟာကြောင်းနေအကြောင်းကြပြောဆိုရရင်ဥကျော်စံသည်စိတ်ကြေနဟန်လက္ခဏာမင်းလာခဲ့ပါမည်ဟုဝန်ခံလိုက်သည်ဥပအေထွက်သွားပြီးနောက်ဥကျော်စံသည်ဌာနသူတဖန်ပွား၍တပည့်ကျော်ဖူးမြအပင်စင်းရွာကျွန်းလို့အောင် မိမိအားလိုက်ပိုးရမည်ဟုပြောဆိုသားဆရာတပည့်နှစ်ယောက်တို့သည်ညင်းတစည်းနှင့်ထွက်သွားကြသည်။ဘွားကမိ၌ဥကြဆန်ကဌာနအုပ်အားနတ်ဖန်တွင်နွားခိုးမှုတွေရုံးတိုင်ရန်ရှိသေးကြောင်းနက်နက်ဆော့ဆော့ပြန်လာခဲ့မည်ဟုမှားထားခဲ့ပြီ။ထိုနေ့ည၈နာရီအချိန်ကနေစာပင်ဖို့မြက်ပြန်လာ၍မိမိစင်ရကိုပင်းစင်းရွာအလွန်နှိုင်းရှိသောမူချောင်းတို့ရောက်အောင်လိုက်ပို့ခဲ့ပြီဟုပြောပြလေ၏။ လဘာဝနာစေနာဤခန့်တွင်တင်စရင်ဘာသာတယောက်သည်ဖြတော်မင်္ဂလာဆောင်မှာနင်းတစည်းနှင့်ကြံလာရရင်၎င်းမြေမှာပစုံတရားကိုလန့်၍နောက်တို့တွန့်မှတခြင်းနင်းပေါ်မှကြလူမတက်ဖြစ်တော်သည်ထိုသူသည် မြင်းလှန်သောအချင်းအရာကိုဒေစရာချီရှုသောအခါတွင်လန်ဒဗရရှိတပိတပိနာကျိုးချင်းချီတုတ်ထားသောအင်စပိတ်တော်ဥကျော်ဇာကိုတွေ့ရသည်ပြီးအနည်းရှိအချားတပိနှံရဥကျော်ဇာ၏မြင်းချီထားပြီးကို တွေ့ရလီထိုသူသည်ဒေါ်ဖောင်းလျက်ရှိသောဥကြောဇံကိုအနောက်ဖွဲ့မှနုစေပြီးနောက်အချိုးအချောင်းကိုမြည်ရန်ရမြွေးနဲ့တစည်းကိုစီနေရဲ့ထောင်ထောင်ပေါင်းပေါင်းလူတယောက်က၎င်းအားချီထားကြောင်းဥကြောဇံက၆လုံးမြူတနက်ကိုနှုတ်လိုက်တော့အခါ၌တနက်မှာပါခဲ့သည့်အဖြစ်ကိုတွေ့ရကြောင်းဖေးဤထွက်လာစဉ်ကမိမိဤတနက်ကိုကဗတ်၌ချိတ်ထားခဲ့သည်မှာအမှန်ဖြစ်ကြောင်းနှင့်ပြောပြ၏ဥကြောဇံသည်ထာမဝေပြန်လာ၏ တပည့်ကျော်ဖူးမြဲကိုခေါ်ပြီးလျင်ညင်းတစည်းစီမင်းညာရင်းညာလိုက်ကြပြန်ကြီးရာတကံဘုံနေပတ်သက်သောအမှုမှုသမျှတွင်ဦးကျော်ဇံမကန်ဆိုးခေဒီတာဖြစ်လီတော်၏ဆရာတပည့်နှစ်ယောက်တို့သည်ရွှေပန်းကုန်းရွာသို့တိုင်အောင်ညာရင်းကျလိုက်ကြတော်လဲတကံဘုံအကြောင်းကိုပတင်းမရကြဟပဲလက်လျှော့ပြန်လာခဲ့ကြနေပြီနောက်တနေ့နနေ့၌ရာဇဝတ်ဝင်ကြီးများနှင့်အရေးပါမင်းတို့သည်မြင်းတော်အိုင်၌တော်ဝင်ပင်ညာပြည့်ရန် စိုက်ရောက်လာကြလေဟ။ဤကြောဇံမှာနွားခိုးမှုနှင့်ပတ်သက်၍အမှုလိုက်ရန်ရှိသောကြောင့်ဘူးမြောင်တို့ကိုကြည့်ပြီးနောက်ချုံသူထွက်သွားလေ။ထိုနေနန်းနန်း၌စနုပ်သည်ဌာနမှထွက်ခဲ့၍ဂျုံဘတ်တို့ကူပြီးလီဂျုံဟီပဝန်းကျင်၌တဝဲလလေရှိနေကြရ။မကြမီတော်တွင်၌အရေးပိုင်းရာဇဝိဝင်နှင့် inspite. ဥကျော်ဇံတို့သည်ဘူးတဲမမြင်တော်သူအတော်ယုံရှိကဆက်သွားကြလီ။ ကျွန်ုပ်နှင့်ကျွေးပြက်ရဲ့တုံယောက်သူသည်အရေးပိုင်းနှင့်ဝင်းကြီးတို့လာပြီးကိုစီးကျူ၍အမီးတို့ရောက်သည်မြစ်တကြိုင်နဲ့ကျွန်ုပ်ကဦးကျော်ချန်ဤပခုံးကိုကင်ကခမည်းကိုလူရတက်ခဲ့မှုပေါ့များကြောင့်ကျူးလွန်ခဲ့တဲ့ကကောင်မိုးအဖြစ်နဲ့ကျွန်တို့ဖမ်းဆီးလိုက်သည်ဟုတ်ပြောလိုက်တော့အခါရင်အရေးပိုင်းမင်းရစပွင့်ဝန်သည်ကျွန်ုပ်အားယူတီထွင်ကြ၍နှလုံးကျူးလင်းရရှိကြလိမ့်ဦးကျော်ချန်လေကျွန်ုပ်က ပခုံးကိုပို့လိုက်ရရင်ဆက်ခနဲလန့်သွားရေးစုပ်ဖယ်မိပြုတော်လေတပည့်တုံးယောက်တို့မှာကျွန်ုပ်ကစကားထည့်ထားပြီဖြစ်တော်ကြောင်းဥကျော်ဇန်အင်လက်ကိုချင်းလဲစွာလက်ထိတ်ခတ်လိုက်ကြလေသည်တို့နေတွင်ဥကျော်ဇန်သည်လက်ထိတ်နှင့်ကျွန်ုပ်၏နှစ်ဖူးကိုရိုက်၍လက်လွတ်ရုံးထည့်ရန်ကြိုးစားသေးရာကျွန်ုပ်မှာနှစ်ဖူးမှဖျားထွက်ပေါ်ပလီမရကြောင်းမမြင်မကန်းဖြစ်နေ၍ကူညီရမတက်နိုင်တော်လေတပည့်တုံးယောက်တို့သည်လက်ခိတ်ခတ်ထားပြီဖြစ်တော်ဥကျော်ဇန်ကို ဝိုင်းဝန်းဖီညီကမြေပေါ်တို့တွန်းလဲလိုက်သည်ဖြင့်ပူးကြော်စံလဲဤတွင်မှလက်လျှော့လိုက်လေတော့၏ကျွန်ုပ်မှာဥစံရှာ၏ဆုံးဝိတုများကိုဖက်ရဖန်များသည်ဖြင့်၎င်း၏စင်းသားပုံစိန်းသားနီများကိုအထူးယူလာခဲ့ရာဥကြော်စံ၏အမှုကိုမသိင်္ဂါပြီအချိန်မှစ၍၎င်း၏အထုပ်ပတိကိုထောင်လန်းစုံစမ်းခဲ့လေသည်ဘကူးမျိုးမှပြောင်းရွှေ့လာသည်ဆိုသောကြောင့်ကျွန်ုပ်သည် ၎င်းမျိုး၌ရှိသောပလိမိဆွေတယောက်အားဥကျော်ဇန်း၏အနေထိုင်နှင့်ပတ်သက်၍စုံစမ်းမေးမြန်းကြည့်ရာဥကျော်ဇန်းမှစနေနေ့တိုင်းရန်ကုန်မြင်းပွဲသို့သွားတက်ကြ။အိုကြီးကကောင်းကောင်းတောက်ကဲ့၍ခက်ကြွားကြွားနေထိုင်ပြီးလင်လက်ဖွာဖွာသုံးတက်ကြ။အစိုးရအမှုရမ်းများ၏ကလက်လိုက်ဥကားကစားရရင်ကြေးကြီးလောင်းတက်၍အညာအဖျင်ရှုံးကန်ကြ။တခါကလက်စားမှုတစ်ခုနှင့်ပတ်သက်၍အပုံနှံ့ထွက်တော်လေ။ ဝင်ကြီး၏အချစ်တော်ဖြစ်သောအကြောင်းတီတီကလေးဖြစ်သောအကြောင်းအဆရှိသောအကြောင်းအရာများကိုကြားပြရသည့်အခါပါ၍ပင်မသင်ကအောင်ဖြစ်မိပြီသည်ဟောလိုင်းရွာ၌နွားခိုးမှုဆိုသည်မှာကျွန်ုပ်၏စွင်လုံးချေ၍နွားတခိုးဆိုသူမှာကျွန်ုပ်၏လူပင်ဖြစ်ပေသည်ချုပ်ပြောင်းသောအတက်ကိုလိတ်ချင်ထားခဲ့ပြီးအတိုင်းကျွန်ုပ်သည်တောပါရောင်ဆောင်ကအရှုပ်အကျော်ဆိုင်တို့ဝင်သွား၍ ဥစ္စရဇန်တို့ဆရာတပည့်အားတိုက်ကြွရင်းသကံဘိုးဆိုသူသည်ဆရာနှင့်အစစတူသည်ဟုကျွန်ုပ်ကပြောလိုက်သောအခါတွင်ဥဒောဇန်ဤညနာကျက်သွားသည်ကိုကျွန်ုပ်တွေ့လိုက်ရသဖြင့်ကျွန်ုပ်ဤမသင်္ကာခြင်းများသည်ပါ၍ပေပေချားပွားလီတော့သည်၎င်း၏တပည့်ဖိုမြဲဆိုသူမှလည်းတူလဲဖြစ်ရနည်းဟုကျွန်ုပ်မပင်ကဖြစ်မိရတယ်ဥဒောဇန်အားပိုးမြဲကလိုက်ပို၍ ်ဦးကျော်စန်းကိုတပင်းနိုင်ချီစားချောင်းကြရသည်ဆိုသောအခါချီတုပ်တော်သူမှာပုတ်နေရင်ဖြစ်ရမည်ဟုကျွန်ုပ်စိတ်ချယုံကြည်မိပါသည်ဒုခီ၍အကျိုးအချောင်းကိုဝင်ကြီးထံအချောင်းချပြီလေဝင်ကြီးသည်ညင်းတော်အင်းနိုင်တရေပိုင်းမင်းငှက်ပြခတ်တော်နေတွင်ဤကိစ္စအတွက်လာခဲခြင်းထစ်ခဲရပြီရွှေဘူချီကြီးတိုက်ကိုကတ်ခတ်စဉ်ကဦးကျော်စန်းသည်အမှန်အပြင်ချစ်ကြီးတိုက်သူပိစာတစ်ခုနှင့်သွားခဲ့ရာ အခြားချစ်တီများမရှိပဲအကြီးကဲချစ်သူတယောက်ဖြစ်တွေ့ကြရရီဥကြောဇံဝင်သွားသောအခါ၌ချစ်ကြီးအားနောက်စီကိုတနက်တွင်နှောင်းကမွေမယားကိုကျူးခဲ့ခြင်းဖြစ်ပြီးတနုတ်တို့သည်တရားခံကိုထာမသူပုလိုက်တော့အခါပူမြင်မူကထွက်ပြေးနေမိနီအရာရှိများသည်တရားခံအားပုံမှတ်ထားသော မွေမများနှင့်ပတ်သက်၍မေးမြန်းစုံစမ်းတော်လေတရားခံသည်ဘူးကွယ်လျက်သာနေတော့၏။နနက်တွင် ပလေဘာချောင်းဟောင်းဆောင်ကျင်လေဒီရခံဘူးပလေကားကြီးပေါ်သူတည်၍ထရီဘူသူပူလီယာလာတော်ညာကူကြော်တော်၍ပုံမိုင်ခန့်အရောက်ကင်တိုင်းငနဲ့တနတ်တန်တစ်ချက်ကြားငိုင်ရပြီးနော်တကောင်ဘူမှာချင်းဘက်ဒရင်တန်ရနဲ့လဲကျသွားလိမ့်ဤပလေညာပြီးကားကိုချက်ချင်းရွကြီးတနတ်တန်ကြားရမျှော့ကြည့်တယ်ဟာဒေါ်ဗလီတစ်ခုအတွေ့ဖုတ်ပင်တပင်နောက်မှာရံငွေနေရာဥထွက်နေပြီးဟူမြင်ရသဖြင့် ကားပေါ်မှပြင်းစင်း၍လိုက်ကြလိ။ထိုခဏ၌ညီတရသည်တစ်ပင်နောက်မှထွန်း၍ခြေကုံတုပ်ကြီးလျာပလိမ်များသာတန်းနှက်နှင့်၄၅ချက်ပြစ်လိုက်သည်ဖြင့်ညီပေါ်သို့ဟတ်ထိုးလဲကြသွားပြီးဘူးတွေ့မြင်ကြရလိ။အနည်းသို့ရောက်သောအခါမှာ ထိုသူမှာအခြားသူမဟုတ် စာပင်ဖိုးငယ်ရီချစ်လျာတကောင်ဘိုးနှင့်ဖိုးမြဲတို့လူငယ်တိုက်ခတ်ခဲ့ကြသောသစ်စီများပြီးညီဒီမီရာပင်ဟွက်ထားပြီးဟူ ငွေသူမြတ်မသိရှိကြရပဲကြည်ခံမြောက်တို့မှာတေအီရာသူညံရှာချန်လီတော်တည်း